တရုံမြို့နယ်ကမာဆိုင်ကြီးရွာအနီးရန်ကုန်မြို့နယ်ကားလမ်းပေါ်မှာမော်တော်ယာဉ်တစ်စီးအချိန်တော်တိမ်မောက်မှုဖြစ်ပွားရာမှာရင်မမာလိုက်ပါလာတဲ့မင်္ဂလင်းတူဦးတေဆုံးခဲ့ပြီး၁၆ဦးထဏ်ရရှိခဲ့တယ်လို့သိရပါတယ်။မေလ9ရက်နေ့မနက်၁၀:၄၀မိနစ်ခန့်ကတထုံမြို့နယ်ကမာဆိုင်ကြီးပါနီရန်ကုန်မြို့လမ်းမြိုင်ကားလမ်းမိုင်တိုင်းအမှတ်132မိုင်အနီးမှာတထုံမြို့ဘက်ကနေပေါင်မြို့ဘက်ကိုတတ်တော်38နဲ့ဝါတော်12ဝါရှိတဲ့ဥတီလောကမောင်းနှင်လာတဲ့မော်တော်ယာဉ်ဟာအရှင်တော်တိမောက်ခဲ့ခြင်းဖြစ်တယ်လို့အခင်းဖြစ်ပေါ်ရာနေရာနီးမှာဒေသခံတူကပြောပါတယ်။ ပေါင်မျိုးမိုးနိုင်ရက်ကွက်ကမိုးနိုင်အရှိကြောင်းတက်ကတန်ခါတပါမောင်းလာတာလို့သိရတယ်။ကောက်ဝမှာယောက်ျားလေး၄ဦးနဲ့မိန်းကလေး၁၂ဦးပါတယ်။အလုံးကပေါင်မျိုးကပဲဖျားဘူးကနေပြန်လာတာသိရတယ်လို့သူကပြောကြပါတယ်။အဆိုပါအရှင်တော်တိတ်မောက်မှုကြောင့်ပေါင်မျိုးနယ်မိုးနိုင်ရက်ကွက်မှာနေထိုင်တဲ့အသက်၁၈နှစ်အရွယ်မိန်းကလေးဟာအခင်းဖြစ်နေရမှာပဲတည်ဆုံသွားခဲ့ပြီး၁၆ဦးကထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါရှိန်နွန်တိတ်မောက်မှုကြောင့်ထိခိုက်ဒဏ်ရာရှိခဲ့သူတွေကိုမူကောင်းကယ်ဆယ်ရေးနဲ့နိုင်ရည်အသင်းမှတင်စိတ်တိုက်နယ်စည်းရုံးကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့ဒဏ်ရာပြင်းထန်ရရှိသူတွေကိုတင်စိတ်တိုက်နယ်စည်းရုံးကနေတဆင့်တထုံခရိုင်ပြည်သူစည်းရုံးကြီးကိုထပ်မံပို့ဆောင်ပေးခဲ့ကြောင်းဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။